ရပြည့်မာတေဥဆောင်သူရဲ့ထူချာမှုအကြောင်းပြပြလာတဲ့မိခင်ဖြစ်သူအားလုံးပဲမိလာပါရှင်အခုချိန်မှာတော့အခုဆိုရင်တော့လောကကြီးတွေကနေအပြည့်တိုင်းနှုတ်ဆက်ထွက်ခွာသွားပြီဖြစ်တဲ့တေဥဆောင်သူတွေရက်လက်ဆွတ်တရားနာခြင်းကိုမတ်လာစကြာရနေ့ကနေအိမ်မှာဆိုဝတ်ကလူကြကတေဥဆောင်သူတွေကျေးဇူးမိသားစုက အလူကုတူကောင်းမှုလေးကိုပြုလုပ်ပေးခဲ့ကြပါရဲ့ အဲ့ဒီရက်လေအလိုလေးကိုတော့ကင်မီရင်နေကြတဲ့မိတ်ဆွေတချို့နဲ့အနုပညာတိုင်းဝန်ကသူတွေကလည်းလာရောက်ခဲ့ကြပါတယ်။အောင်းကတော့တယောက်စားသူအတွက်စိတ်မကောင်းဖြစ်နေကြပြီးကြက်ရက်တဲ့မိသားစုဝင်တွေနဲ့ထပ်တူသူအတွက်ဆုတောင်းပေးကြပါတယ်။သူရဲ့မိခင်ပြတ်သူကတော့အခုချိန်ထိတာလီကြောင့်ဒီမဲ့ဆယ်နိုင်ဖြစ်နေပြီးခန်းစားနေရတာပါ။ဒီနေ့မှာတော့တယောက်စားသူရဲ့မိခင်ပြတ်သူကတာလီအကြောင်းကိုအခုလိုပဲပြောပြလာခဲ့ပါတယ်။သူရဲ့မိခင်ကငိုရှိုက်တန်းချတိုင်းအခုချိန်ထိတာလီလာဆိုပြီးတော့လိုက်ရှာမိတယ်။ နေ့ကောက်ဆိုရင်ကိုရှိုက်တန်းကြတော့ကြည့်လိုက်တာကြဲကြွေသွားတော့ကိုတွေ့လိုက်ရတယ်အမေအမြဝေပေးတာကိုတာလီတာရုခေါ်ဆိုနိုင်ပါစေလို့ဆုတောင်းမိတယ်အခုကြည့်တော့တာလီနဲ့ပတ်သက်ပြီးအိမ်မက်မမက်သေးပါဘူးအန်ဒီကတော့အိမ်မက်မက်ဆေ့ချ်ချင်တာတာလီကဘလို့ဖြစ်လို့အခုလိုကြုံတွေ့ခဲ့ရလဲဘလို့ဖြစ်သွားလဲဆိုတော့ကိုအန်ဒီကိုအိမ်မက်ထဲမှာပြောစေချင်တာ အခုတော့နားထဲမှာရှိုက်တန်တွေကြတိုင်းတားလေးကိုရှာနေမိတယ်ဆိုပြီးတော့သူရဲ့မိခင်ဖြစ်သူကတနာစပယ်ပြောပြလာခဲ့ပါတယ်။သူရဲ့မိခင်ဖြစ်သူကတော့တားလေးအတွက်စိတ်မကောင်းဖြစ်နေရရှာပြီးခံစားနေရရှာပါတယ်။သူရဲ့မိခင်ဖြစ်သူကတော့တားလေးကိုပဲပြန်လို့ခြင်းအကြောင်းတနာစပယ်ပြောပြလာခဲ့ပါတယ်။တိုးဆောင်သူရဲ့ရက်လယ်နေမှာတော့တာကေတာမြို့နယ်မှာရှိတဲ့သူရဲ့နေအိမ်ကိုခင်မယူနေကြတဲ့သူတွေအမှုပြညာတိုင်းဝန်ကသူတွေကလာရောက်ခဲ့ကြကသူ့အတွက်စွတ်တောင်းပေးခဲ့ကြပါတယ်။ အခုဆိုရင်အားလုံးချစ်ခင်အားပေးကြတဲ့တရားစောင့်သူအားလူလောကကြီးတွေကနေအပြေးတိုင်းနှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ပါတယ်။တရားစောင့်သူအားရောကလေးတရားစောင့်ကလေးကဗရိပြအားပေးမှုတွေကိုရရှိခဲ့ပြီးလူကြီးတရားစောင့်နေနဲ့ပါအမှုပညာလုပ်လီတွေမှာအမြင်မှုတွေကိုရရှိလာခဲ့တာပါ။တရားစောင့်သူအားရောမကြသေးမီကမှမဲချူဆလန့်တွေနဲ့ဗရိပြရဲ့ရင်ထဲကိုပြန်လည်ရရှိလာခဲ့တာဖြစ်ပြီးသူပါဝင်ရိုက်ကိုချတဲ့ယောက်ျားကောင်အတောင်20ရွှေရစကားဖြစ်လေအကယ်ဒမီစကားတရားစီရင်ဝင်ခဲ့သူဖြစ်ပါတယ်။တရားစောင့်သူအားရော ဆောင်ကောင်းပြီးပျော်ပျော်နဲ့တက်ကစိတ်ထားလဲကောင်းတာကြောင့်ပြိတ္တရီကတော့အမှုပြအတိုင်းဝိုင်းကသူတွေကပါသူအားပေးခြင်းကြပါတယ်။သူကတော့ကလေးတယောက်ဆောင်ဘွားတွေကပြိတ္တရီရဲ့အားပေးမှုတွေကိုအပြည့်အဝရရှိခဲ့သူတယောက်ဖြစ်ပါတယ်။တယောက်ဆောင်သူကတော့ TikTok ပေါ်မှာလဲဗီဒီယိုလေးတွေနဲ့ပြိတ္တရီရဲ့အားပေးတော်ကြောင့်မှုကိုရရှိထားတာပါ။အမှုပညာလုပ်လေးတွေနဲ့အောင်မြင်နေတဲ့အချိန်မှာပဲသူကအခုလိုရတရားကွယ်လွန်သွားခဲ့တာဖြစ်ပြီးအလုံးကမယုံကြည်နိုင်ဖြစ်ခဲ့ရပါတယ်။တယောက်ဆောင်သူကတော့ အနုပညာလို့လေးတွေမှာအများကြီးအောင်မြင်လာအောင်မဲ့အခွင့်အရေးရှိနေပေမဲ့လည်းအခွင့်ဆိုရအားလုံးကိုအပြည့်အတိုင်းနှုတ်ဆက်ကလူလောကကြီးတွေကနေထွက်ခွာသွားပြီဖြစ်ပါတယ်။ပြည်တွေကတော့သူ့ဟာအမြင်အမှတ်ရနေကြမှာပါ။အခွင့်ဆိုရသူရဲ့မိခင်ဖြစ်သူဟာဒါလေးကြောင့်ခံစားနေရပါတယ်။ပြောဆောင်သူဟာသူကတော့သူရရှိတဲ့အနုပညာကြီးလေးနဲ့မိခင်အတွက်ကိုယ်ပိုင်ချံဝင်တဲ့တည်တဲ့အိမ်လေးတလုံးကိုဝယ်ယူပေးခဲ့ပေမဲ့သူရဲ့ဇနလေးကတော့မပြေဝါရှာခဲ့ပါဘူး။ ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့ကြော်လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းကျမတို့ရဲ့ channel လေးကနေပြီးတော့စိတ်ဝင်စားဖို့ရတရင်ကြောက်အသေးနဲ့အတူပြလာကြအောင်ပါဖြစ်လို့အတိတ်တော်ရီတနိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြေခလုံးလေးကိုလည်းနှိထားပေးကြပါအောင်ရှင်အဆုံးထိအပြည့်ကျေးဇူးမှုအတွက်လည်းကျေးဇူးများတင်ပါတယ်နော်